ဲ့ပါတယ်။ထတ်တိုးမြေ28အေကားကိုတမတော်ကတင်ပြလျှောက်ထားလူတန်းခဲ့တာကြောင့်ဗုဒ္ဓဥယျာဉ်တော်ရဲ့သုစုပေါင်းမြေဧရိယာဟာ255အေကားဖြစ်ပါတယ်။ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသတင်း300ရင်းမြင်တော်ကြီးကိုအေ900ပတ်လည်တိဆောက်ထားရှိပြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့အုံမြတ်တော်ကိုဇိုင်းရေးဆွဲရမှာရုပ်ပွားတော်မြတ်ကြီးရဲ့သုစုပေါင်း၄ချိန်9192တန်ကိုခံနိုင်စေဖို့အတွက်တန်ချိန်1000ခံနိုင်ရှိတဲ့ အုတ်မြစ်တော်ကိုဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ကြပါတယ်။အုတ်မြစ်တော်တည်ဆောက်ရာမှာ၁၄လက်မပတ်လည်ရှိပြီးအရှေ၄၀ပေရှိတဲ့ကွန်ကရစ်ပိုင် လုံးဝ၁၈၀ကိုရိုက်သွင်းတည်ဆောက်ခဲ့ပါတယ်။၂၀20ခုနှစ်ဇွန်လ၁၄ရက်နေ့မှာရတနာပိုင်တိုင်ရိုက်မဟာမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီးတော့တမရော်ကောက်ဝဲဦးစီးချုပ်ဝချုံမူကြီးမဲအောင်လိုင်းတက်ရောက်ကရိုက်သွင်းပူဇော်မဲ့ရတနာပိုင်တိုင်ကိုအမွှေးနှစ်တာရီများနဲ့ပတ်ဖြန်းပူဇော်ခဲ့ပါတယ်။ ပိုင်ကက်ရဲ့ရွယ်စားကတော့အလျား84ပေအနံပေ60ရှိပြီးတော့ပိုင်ကက်ရဲ့ဒုအနေနဲ့ပလင်တော်အောက်မှာ6ပေနဲ့အပြင်ဘက်မှာ3ပေ6လက်မှဖြစ်ပါတယ်။ပိုင်ကက်ရဲ့အလဲပုံမှာဌာပနာတော်ထဲသွင်းနိုင်မှုအတွက် အချင်း9ပေအနက်3ပေရှိတဲ့ဌာပနာထဲသွင်းမဲ့နေရာကိုတည်ဆောက်ထားပါတယ်။2021ခုနှစ်ဧပြီလ25ရက်နေ့မှာယဒနာအုံမြင့်တော်စီမဟာမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်ကရတနာအုံမြင့်တော်ကိုထဲ့သွင်းပူဇော်ခဲ့ပါတယ်ဗုဒ္ဓရုပ်ပန်းတော်မြတ်ကြီးတည်ထောင်ကိုးကွယ်မယ့်နေရာမှာဖောင်ဒေးရှင်းတည်ဆောက်ပြီးစီတဲ့ကံပလင်တော်ကြီးထုဆင်ရန်အတွက်ကျောက်တုံးတော်ကြီးများနေရာချမှတ်ပုံစံများနဲ့အစီအစဉ်များရေးဆွဲချမှတ်ခြင်းမှာတီချောင်းကိုယ်ပွဲရေလုပ်ငန်းစဉ်ကြီးတစ်ခုလုံးအတွက်ဤပညာပိုင်းဆိုင်ရာ တွက်ချက်ဖြည့်ရှင်းနိုင်ရန်တီထောင်ကိုကိုရီလုပ်ငန်းနည်းပညာအထောက်အကူပြု ကော်မတီတစ်ခုကိုစတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါသည်ကော်မတီကိုမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှနာယကဆရာကြီးများကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှအရာရှိကြီးများနဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်ပလင်းတော်ကြောက်တုံးများနေရာချနိုင်ရဖောင်ဒေးရှင်းနဲ့တွဲဆက်မဲ့စတီဘူကြောင်များထည့်သွင်းမဲ့အပေါင်များကို လင်ကြောက်တုံးများမှကြိုတင်ဖောက်ခဲ့ကြပြီးအပေါင်များဖောက်တဲ့အခါမှာဖောင်ဒေးရှင်းမှတွဲဆက်မဲ့နေရာများနဲ့တင့်မဲ့ကိုက်ညီစေရန်စနစ်တကျထွက်ချက်ပြီးဖောက်လုပ်ခဲ့ကြပါတယ်။အပေါင်များဖောက်ပြီးချိန်မှာပလင်းတော်အပိုင်းများကိုဖောင်ဒေးရှင်းအနည်းကို Set Proper Modular Trailer SPMD များအသုံးပြုသေးဆောင်ခဲ့ကြရပြီးဖောင်ဒေးရှင်းအနည်းကိုရောက်ရှိချိန်မှာတန်650ဂရင်းတန်180ဂရင်းနဲ့ တန်120ဂရင်းများကို အသုံးပြုကာစကစ်ရှူးများပေါ်ကိုရွှေ့ပြောင်းတင်ဆောင်ခဲ့ကြပါတယ်။ဝင်ဆွမ်းမတူညီတဲ့ဂရင်းများတွဲဖက် အသုံးပြုခဲ့ရတဲ့အတွက်ဟန်ချက်ညီစီရန်နဲ့ချိန်သားကိုက်စီရန် အထူးကယူပြုဆောင်ရွက်ခဲ့ရပြီးပလင်ကြောက်တုံးကြီးများစကစ်ရှူးများပေါ်ရောက်တဲ့အခါမှာစကစ်ရှူးများကိုဟာဂျော်လစ်ကြိုက်များနဲ့တတ်မှတ်နေရရောက်ရှိအောင်တွန်းရွှေ့ခဲ့ကြပါတယ်။ သတ်မှတ်နေရရောက်ရှိတဲ့အချိန်မှာဂျိုတင်ဖောက်ထားခဲ့တဲ့အပေါင်များတွေကို စတီဘိုကြောင်များထဲကဖောင်နေရှင်းနဲ့တွဲဆက်ရပါလိမ့်စတီဘိုကြောင်များထည့်သွင်းပြီးသွားတဲ့အခါမှာပလင်ကြောက်တုံးကြီးကိုဟိုက်ဒရောလစ်ခြိုက်များဖြင့်မထင်ပြီးတဆင်ပြီးတဆင်နှိမ့်ကဖောင်နေရှင်းပေါ်ကို နေရာချခဲ့ကြပါလိမ့်၂၀၂၁ခုနှစ်အောက်တိုဘာလ၂၂ရက်နေ့မှာဘလင်တော်အပိုင်းတစ်ကို နေရာချထားခြင်းမဟာမင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်တမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လည်းတက်ရောက်ပြီးအောက်ခံဖောင်ဒေးရှင်းနဲ့ပလင်တော်တွဲဆက်မဲ့စတီးပူးချောင်းကိုကိုယ်တိုင်တက်ဆက်တွဲဆက်ပေးခဲ့ပါလိမ့်ပလင်တော်အပိုင်းတစ်ကိုနေရာချခဲ့စေကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံများကိုနေပညာအထောက်အပံ့ကော်မတီမှဆွေးနွေးပြီး ဂျမ်ပလင်အပိုင်းများနေရာချချိန်မှာလှုပ်ဆောင်ကြမဲ့အဆင်များပြုပြင်ပြောင်းလဲခြင်းကြောက်တုံးကြီးများမှာကာဗွန်ဖိုင်ဘာများဖြင့်ကြန့်ခိုင်မှုအားဖြည့်ခြင်းများပြုလုပ်ခဲ့ကြပါသည်2021ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာဘလင်တော်အပိုင်းနှစ်ကိုဆက်လက်နေရာချနိုင်ခဲ့ပြီးဒီဇင်ဘာလ16ရက်နေ့မှာဘလင်တော်အပိုင်းလေးဒီဇင်ဘာလ25ရက်နေ့မှာဘလင်တော်အပိုင်းကနေ့ ဒီဇင်ဘာလ28ရက်နေ့မှာဗလင်တော်အပိုင်း၃တို့ကိုအသီးသီးနေရာချထားနိုင်ခဲ့ပါတယ်တိဆောက်ရေးလုပ်ငန်းစဉ်ကြီးများဆိုရင်ကိုယ်ဝယ်ယုံကြည်မှုနဲ့သက်ဆိုင်တဲ့လုပ်ငန်းများဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးညိုတက်ပေပွဲဟာတည်ထားနိုင်ရေးအတွက်အလွန်ပဲရေးကြီးလာပါတယ်ဒီလိုစဉ်းစားတက်ထွက်တိဆောက်တဲ့နေရာမှာဤပညာရဲ့အခန်းကဏ္ဍအလွန်ရေးကြီးတဲ့အပိုင်းဖြစ်လာပါတယ် နရတော်ကြီးကိုကိုလုံးတော်ကြီးရနေပြီးတော့လွတ်ထားခြင်းနဲ့ဆရာတော်ကြီးများရဲ့ဩဝါဒအရာအလွန်ကြီးပါလေးလံတဲ့နရတော်ကြီးကိုကြံ့ခိုင်မှုရှိစေရေးအတွက်ဤပညာနဲ့တွက်ချက်ပြီးတော့တိဆောက်ခဲ့ရဖြစ်ပါတယ်။ဥကောင်းတော်ကြီးကိုလည်းပဲရှေ့ဘက်ကို9.5ဒီဂရီငိုက်ပြီးတည်ထားမှာဖြစ်တဲ့အတွက်ကြောင့်ဥကောင်းတော်ကြီးရဲ့ကြံ့ခိုင်ရေးကိုလည်းပဲဤပညာနဲ့ပဲတွက်ချက်ပြီးတော့တိဆောက်ခဲ့ကြရတာဖြစ်ပါတယ်။ ရုပ်ပွားတော်မြတ်ကြီးအတွက်ကျောက်တုံးကြီးများကို စကြင်တောင်မှ အပိုင်းလေးပိုင်းခွဲပြီးဘိုင်းဖြတ်တည်ယူပင်းဆောင်ခဲ့ရတာကြောင့်ထုစစ်ချိန်မှာ အပိုင်းလေးပိုင်းခွဲပြီးထုစစ်နိုင်ရန်ဆက်စားမဲ့အစီအစဉ် operation လေးရောက်များဥစွာ ရေးဆွဲခဲ့ရပါတယ်ဆက်စားမဲ့အစီအစဉ်များရေးဆွဲပြီးချိန်မှာ CNC ဆက်အသေးတလုံးကိုဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ကြပြီးညံတော်မြင့်ကိုးပြီရှိတဲ့ပုံစံတူနောင်တော်ကြီးရုပ်ပွားတော်တစုကို ကြိုတင်စမ်းသပ်ထူးဆစ်ခဲ့ကြပါလေ။အဲလိုထူးဆစ်တဲ့အခါမှာထူးဆစ်မဲ့ကြောက်ကြမ်းတုံးများကိုမူလကြောက်တုံးကြီးများရဲ့အတိုင်းအတာများတိုင်းအချိုးကျဖြတ်တောက်ခြင်း။ထူးဆစ်ချိန်မှာလေရုပ်ပေါင်းတော်မြတ်ကြီးထူးဆစ်မဲ့နီလန်းများတိုင်းထူးဆစ်ခြင်းနဲ့တွဲဆက်ခြင်းများကိုစနစ်တကျဆောင်ရွက်ခဲ့ကြကံထူးဆစ်တွဲဆက်ပြီးချိန်မှာ ရေးဆွဲထားတဲ့ဒီဇိုင်းနဲ့ထူးဆစ်တွဲဆက်ရရှိထားတဲ့ ရုပ်ပါတော်ရဲ့မျက်နှာတော်နဲ့ကိုလုံးတော်အချိုးစားများကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါလိမ့်။နောင်တော်ကြီးရုပ်ပါတော်ကိုထူးဆစ်ပြီးချိန်မှာရုပ်ပါတော်ကြီးရဲ့အချိုးအဖျက်လေးချိုးတချိုးရှိတဲ့ဦးကောင်းတော်နဲ့မျက်နှာတော်ပုံစံတူတစုကိုထပ်မံစမ်းသပ်ထူးဆစ်ခဲ့ကြပါလိမ့်။ထူးဆစ်ရရှိထားတဲ့ရုပ်ပါတော်ပုံစံများကိုနိုင်ငံတော်ဩဝါဒစတိယဆရာတော်ကြီးများထံပြသလျှောက်ထားပြီး အကြံပြုဩဘာဒများရယူက ပြင်ဆင်ရလိုအပ်တာများကို ပြန်လည်ပြင်ဆင်ခဲ့ကြပါလိမ့်။ကျိုးတင်ပြင်ဆင်မှုများအလုံးလုံးဆောင်ပြီးတဲ့မှာမြန်တော်မြင့်63မြင့်ရှိတဲ့ဗုဒ္ဓရုပ်ပါတော်မြတ်ကြီးကိုထူးဆင်းရန်ဆက်လက်ဆောင်ရွက်ခဲ့ကြပါလိမ့်။ဗုဒ္ဓရုပ်ပါတော်မြတ်ကြီးထူးဆင်းရန်အတွက် CNC ထူးဆင်းရေးအဖွဲ့အနေနဲ့ CNC လုံယုံတိဆောက်ခြင်း CNC စက်များတက်ဆင်ခြင်းနဲ့ ထုစစ်ခြင်းဆိုပြီး အပိုင်း၃ဝန်းဖြင့်ဆောင်ရွက်ခဲ့ကြပါတယ်။ CNC လုံယုံတိဆောက်ရေးအနေနဲ့ဖျားရင်မြင်တော်ဧရိယာမှာအလျား86ပေအနံ34ပေအမြင့်32ပေရှိတဲ့ CNC လုံယုံအမှတ်၁အလျား64ပေ အနံ34ပေ အမြင့်29ပေရှိတဲ့ CNC လုံယုံအမှတ်၂တို့ကိုတိဆောက်ခဲ့ကြပါတယ်။ CNC လုံယုံများတိဆောက်ပစ္စည်းချိန်မှာကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုတ်လုပ်ထားတဲ့ CNC ဆက်အစိတ်ပိုင်းများကိုတက်ဆင်ခြင်း စံစီကွန်ထရိုးများတက်ဆင်ခြင်းနဲ့စမ်းသပ်မောင်းနှင်ခြင်းများဆောင်ရွက်ခဲ့ကြပါတယ်။အဲ့ဒီလိုစမ်းသပ်မောင်းနှင်ပြီးချိန်မှာကြော်တုံးတော်ကြီးများကိုစံစီလုံယုံတွင်ပင့်ဆောင်ထည့်သွင်းပြီးစတင်ထုစစ်ပုံပေါ်ခဲ့ကြပါတယ်။အဲ့ဒီလိုထုစစ်တဲ့နေရာမှာညံတော်ကိုပေရှိတဲ့နောင်တော်ကြီးရုပ်ပွားတော်ထုစစ်ခဲ့တဲ့စံစီ operation များအတိုင်းလိုက်နာပြီးထုစစ်ခဲ့ကြပါတယ်။ထုစစ်ရေးလုံငန်းများအချိန်မီပြီးစီးနိုင်မှုအတွက်စံစီဆက်ဖြစ်ကိုတော်မြင့်များရေးဆွဲကအကြံတည်ထုစစ်ခဲ့ကြပါတယ်။ ချမ်းတဲ့ထုစစ်ပစ္စည်းချိန်မှာ level alike တဆင့်ချင်းချောသက်ထုစစ်ပုံဖော်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြပါတယ်။ကျွန်တော်တို့ CNC ထုစစ်ရေးအဖွဲ့အနေနဲ့ CNC operation များကိုတရက်မှာအနည်းဆုံး16နိုင်ကြောင်းမောင်းနှင်ထုစစ်ခဲ့ကြပါတယ်။ထုစစ်ခဲ့တဲ့အစ်စ်တိုင်းမှာလည်းအမှားယွင်းမရှိစေဖို့နီလမျိုးစုံတုံးပြီးစောက်ကြည့်စစ်ဆေးခဲ့ကြပါတယ်။ CNC လုပ်ရုံအမှတ်1မှာရုပ်ဘွားတော်အပိုင်း1ကို9လခန့်ကြာထုစစ်ခဲ့ရပြီးတော့ CNC လုပ်ရုံအမှတ်2မှာတော့ရုပ်ဘွားတော်အပိုင်း၄ကို3လခန့် ယူဘွားတော်အပိုင်း၃ကိုနှစ်လခွဲခန့်ယူဘွားတော်အပိုင်း၂ကိုတစ်လခွဲခန့်စုစုပေါင်း9လခန့်ကြာစံစီအလုပ်ယုံနှစ်ခုလုံးမှာတပြိုင်တည်းထူးဆစ်ခဲ့ကြပါတယ်။ယူဘွားတော်ပိုင်းကြီးများထူးဆစ်နေချိန်မှာတွဲဆက်ရေးလုပ်ငန်းများနဲ့ပင်းထောင်တည်ထားရေးလုပ်ငန်းများလှုပ်ဆောင်နိုင်ရန်ဗလင်တော်ကြီး